ဆက်ပြီးတော့အခန်း၁၈ရဲ့ grammar လုပ်လေးတွေကိုစက်ကြည့်ကြမယ်နော်။ဒါဆိုရင်အခုအခန်း၁၈မှာဆိုရင်ကိုဒီနောက်ထပ် found ပြောင်းနည်းတစ်မျိုးထပ်ပြီးတော့တိုးလာတယ်နော်။ dictionary လို့ခေါ်တဲ့ dictionary found အမျိုးအစားထပ်တိုးလာတယ်။အဲ့တော့အဲ့ဒီ dictionary ဆိုရဲ found လေးကိုအသုံးပြုပြီးတော့အောက်မှာ pattern လေးတွေဆက်ပြီးတော့ကြည့်ပါမယ်။အဲ့တော့ပထမအဆုံးတွေ့ရမယ့် pattern လေးကဘာလဲဆိုတော့ noun ကဒေခီမတ်လို့ခေါ်တဲ့အမျိုးအစားလေးပါ။ နောင်ကဒေခီမတ်အဲ့တော့နောင်ကိုပြီးမြောက်တယ်နောင်ကိုလုံနိုင်တယ်ဆိုရဲအတိတ်ပဲလေအဲ့ဒီမှာဆိုရင် သူကနှစ်မျိုးနဲ့တွဲလို့ရတယ်နောင်နဲ့တွဲမလားဘတ်စဝင် dictionary ဖောင်ပြောင်းပြီးတွဲမလားအဲ့တော့ဒီမှာကြည့်ကြည့်ပါနောင်ကတဲ့ခီမဆိုရင်နောင်ကိုပြီးမြောက်တယ်ဆိုရဲအတိတ်ပဲအနေနဲ့သုံးတာ ။နောက်တစ်ခုမှဆိုရင်ကိုကတခုခုကိုရဲ့အရေအချင်းပေါ့ရေကိုးနိုင်နေစားနိုင်နေသွားနိုင်နေလာနိုင်နေလို့ခေါ်တဲ့ကိုရဲ့အရေအချင်းကိုထုတ်ဖော်ပြီးတော့ပြသချင်နေဆိုရင်ဘတ်ကို dictionary form ပြောင်းမယ်။ခို့တော်ကဒေခီမတ်စလီသုံးပေးမယ်။သူကဘတ်ကို dictionary form ပြောင်းပြီးတော့သုံးမယ်ဆိုရင်အနောက်မှာခို့တော်နဲ့ကပ်ပြီးတော့သုံးပေးမယ်နော်။ဒါလေးကိုမမေ့စေနဲ့။ပြီးတော့မှ ga de kimas လေးလိုက်ပြီးတော့သုံးပေးမှာအဲ့ဒီအတွက်ဘတ်ကိုလုံနိုင်တယ်လို့ပြောတာလေးဖြစ်သွားပြီ။ကိုလုံနိုင်တဲ့အရေးအချင်းတွေပြီးမြောက်သွား တဲ့ကိစ္စတွေကိုပြောချင်ရင်ဒီနှမျိုးသုံးလို့ရပါတယ်။နောင်ကဒေကီမတ်ကိုသုံးမလား၊ဘတ်ဒစ်ရှင်နရီခို့တိုကဒေကီမတ်ကိုသုံးမလားဆိုပြီးတော့ရွေးလို့ရတယ်ပေါ့နော်။အဲ့တော့အောက်မှာဆိုရင်ဥပမာလေးကြည့်ရအောင်။ဝါတာရှိဝါနီဟွန်ဂိုကဒေကီမတ်ကျွန်တော်ဂျပန်စာကိုလုံနိုင်တယ်။ဒါဆိုရင်ကိုလုံနိုင်တဲ့အရာကိုပြောတဲ့အတွက်နီဟွန်ဂိုကအနောက်မှာကဒေကီမတ်လိုက်လက်တာ။နောက်တစ်ခုက ဝါတရှိဝအေအိုခခုခုတကဒေကီမော့စ်ကျွန်တော်ပကြီဆွဲနိုင်တယ်ဒါကြောင့်ပကြီဆွဲတာပကြီဆွဲတာကိုအေအိုခခီမော့စ်လို့ခေါ်တာဆွဲတာကိုခခီမော့စ်လို့ခေါ်တယ်အဲ့ဒီခခီမော့စ်ကို dictionary ဖောင်ပြောင်းရင် ခခုဖြစ်သွားတဲ့အတွက်အနောက်မှာခုတကဒေကီမော့စ်လေးလိုက်ပြီးတော့တုံးပေးလိုက်တာအဲ့ဒါကိုလေးကကိုယ့်ရဲ့အရင်ချင်းကိုလုံးနိုင်တဲ့အရာတွေကိုပြောကြည့်ရင်ဘက်ကို dictionary ဖောင်ပြောင်းမယ်ခုတကဒေကီမော့စ်လိုက်တုံးပေးတာပဲ ဖြစ်ဖြစ်နောင်ကဒေကီမတ်တောင်းတာပဲဖြစ်ဖြစ်လှုပ်ပြီးလို့ရတယ်နော်အဲ့တော့နောက်တစ်ခုလေးဆက်ပြီးတော့ကြည့်ပါမယ်။နောက်တစ်ခုကကျတော့ကိုယ့်ရဲ့ဝါသနာကိုပြောမယ်။ကိုယ့်ရဲ့ဝါသနာဆိုရင်ဝါသနာကိုရှုမိလို့ခေါ်တယ်။ဝါသနာကိုဘယ်လိုခေါ်မလဲ။ရှုမိ။အဲ့တော့ဒီမှာဆိုရင် ကြည့်ကြည့်ပါ။ဝါသရှင်သောရှုမိကကျွန်တော်ရဲ့ဝါသနာက ဝါသနာကဆိုပြီး noun definite နဲ့ပြောလို့ရတယ်လို့ဘက်ကို dictionary form ပြောင်းခုတ်တူ death လို့လည်းပြောလို့ရတယ်ကိုရဲ့ဝါသနာကိုပြောချင်ရင်ဒီ pattern တိုင်းသွားမယ်နော်ဝါတာရှင်တော့ရှမီဝ noun death ဒါမှမဟုတ်ဘတ်ဆိုရင် bad dictionary ခုတ်တူ death ဒီလိုလေးတွဲသုံးပြီးမှအဲ့တော့အောက်မှာဆိုရင်ဝါဒရှင်နာရှိမီဝလီယောကိုဒက်စ်ကျွန်တော်ရဲ့ဝါသနာက ခရီးဖြစ်ပါတယ်ခရီးသွားတာကိုပြောတာပေါ့နော် နောက်တစ်ခုက私の趣味はエリガを見ることです。ကျွန်တော်ရဲ့ဝါသနာကရုပ်ရှင်ကြည့်ခြင်းဖြစ်ပါတယ်။အဲဒါဆိုဒီမှာဆိုရင်ရုပ်ရှင်ကြည့်သူလို့ခေါ်တဲ့ Mimas ကို Dictionary Form ပြောင်းရင် Mi တို့အနောက်မှာ Khoto Desley ကပြီးတော့တုံထားပြလိုက်တာ။ဒါကတော့ကိုယ့်ရဲ့ဝါသနာကိုပြောတယ်။အပေါ်တပိုင်းမှာတော့ကိုယ်လုံးနိုင်တဲ့ကိုယ့်ရဲ့အခြေချင်းကိုပြောပြတဲ့ပုံစံလေးဒါဆိုရင်နှစ်မျိုးရှိပြီနော်။နောက်ထပ်သုံးမျိုးမြောက်ကလေးစက်ကြည့်ကြမယ်။ အဲ့တော့သုံးမျိုးမြောက်မှာကဘာလေးဆက်ပြီးတော့သင်ရတာလေဆိုတော့ဘက်ကို dictionary form ပြောင်းမယ်အနောက်မှာ ma a ni နဲ့ကပ်ပြီးသုံးတယ် ma a ni ဒီပတ္တန်လေးရဲ့နာမည်က ma a ni အတိတ်ဘေက ma တိုင်ခင်လို့ပြောတာ ဥပမာမအိတ်ခင်မစားခင်မသွားခင်မလာခင်ဆိုရက်အတခုခုလှုပ်ဖို့မတိုင်ခင်ကိုမအဲနီးနဲ့ကပ်ပြီးမယ်အဲ့တော့အရှိမဆိုင်ဘန်းနေပေတွဲသုံးတာဖြစ်တဲ့အတွက်ဘတ်ကို dictionary ဖောင်ပြောင်းပါမယ်ပြီးတော့မှမအဲနီးနဲ့ကပ်ပြီးတော့သုံးပြီးမှအဲ့တော့ဒီမှာဆိုရင်နေရုမအဲနီးဟွန်းကိုယောမီမတ်နေရုမအဲနီးမအိတ်ခင်မစာအုပ်ကိုဖတ်တယ် အဲအဲ့ဒီအခါမှာနောက်တစ်ခုကနောင်းနဲ့တွေးခြင်းမင်းဆိုရင်နောင်းရဲ့အနောက်မှာ not ထဲမယ်ပြီးတော့မှမအင်းနီနဲ့ကပ်ပြီးနောင်းတော့မှအင်းနီဘတ်ဆိုရင် dictionary form ပြောင်းမယ်မအင်းနီနဲ့ကတ်တာနောင်းဆိုရင်နောင်းတော့မှအင်းနီနဲ့တွားတော့မယ်အဲ့တော့အောက်မှာဆိုရင်ရှခုဂျီနောမအင်းနီတဲအိုအာရိုင်းမော့သ်ထမင်းမစားခင်လက်ကိုစီးမယ် ထမင်းမစားခင်ဆိုတဲ့အချိန်ဤဆိုတော့ထမင်းစားရဆိုရဲရှောက်ခုကြီးကနောက်အဲ့တော့ not ထည့်ပြီးတော့ပြောပေးတယ်နောက်တစ်ခုကအချိန်နဲ့လဲတွဲလို့ရတယ်အချိန်ရဲ့အနောက်မှာလဲမအဲနီနဲ့ကပီးသုံးလို့ရတယ်အောက်မှာဆိုရင် gone ma any nihon ekimashita လွန်ခဲ့တဲ့9နှစ်မတိုင်ခင်အဲ့တော့9နှစ်မတိုင်ခင်ကဆိုတာကလွန်ခဲ့တဲ့9နှစ်ကားလို့အဓိပ္ပာယ်ရတယ်ဟိုမတိုင်ခင်လို့ပြောခြင်းမအဲနီနဲ့တွဲပါမယ် ဘတ်ဆိုရင် dictionary fountain တွဲတော့နောင်းဆိုရင်အနောက်မှာနောင်းတော့မှာအဲ့နိအချိန်နဲ့လဲတွဲပြီးတော့ mind နဲ့တွဲသုံးလို့ရတယ်